အားလုံးပဲမင်္ဂလာပါဒီနေ့စက်တင်ဘာလ25ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထည့်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့စကိုင်းတိုင်းကမ်ဘလူမြို့တွေမှာဆိုလို့ရှိရင်အောင်ချမ်းသာရွာမှာမီးရှို့နေတဲ့စက္ကဆတ်တွေကိုနေပြီးတော့ဒီဖက်ကနေပြီးတော့ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာစစ်3ရောက်မာခီယာဖြစ်သွားတယ်အဲ့ဒီမှာမျောစားကြီးဖြစ်ကုန်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်အုံယုံသေးတာပေါ့နော်ဆိုတော့နောက်တစ်ခုကစကိုင်းတိုင်းမှာပဲနောက်စကိုင်းတိုင်းမှာတော်တော်ကိုခိုးတိုက်ပွဲဖြစ်နေတယ်နော်စကိုင်းတိုင်းဝင်းတူမှာဆိုလို့ရှိရင်တော့ င်အား60အင်အား60ကိုနေပြီးတော့ဒီဖက်မှာဝိုင်းပြီးတော့ချိန်မုံလိုက်တာဆိုတော့35ရောက်တည်ဆုံးသွားတယ်6ဦးကိုဖမ်းလို့ရရှိတယ်နော်အဲ့ဒီမှာလည်းတကယ်အကြီးကြီးเนาะဒေဆုံးမှုတွေကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာခြေမုန်းခံရတဲ့60ပါ35ယောက်ကျန်တဲ့လူတွေကလည်းကစင်းကလေးရလုံးဝเนาะလောင်းမရှာလို့မတွေ့သေးဘူးစီးရင်တွေတိကျမသေးဘူးဆိုတော့အဲ့ဒီ60ကဆိုလို့ရှိရင်လုံးဝစစ်ကြောင်းတစ်ကြောင်းလုံးပြတ်ထွက်သွားတယ် ဆိုတော့အခုစကိုင်းမှာတော်တော်ကိုစစ်ချောင်းလိုက်စစ်ချောင်းလိုက်ပြုတ်တာကိုကျွန်တော်တို့အခုတည်င်းတွေတော်တော်တက်လာတယ်နော်ဆိုတော့ဒီမလာဖက်ကတော်တော်ကိုစစ်ချောင်းလိုက်ကိုပြုတ်နေတယ်ရခိုင်ဖက်မှာလည်းဒီဖက်မှာမကွေးဖက်မှာပေါ့ဒီမှာလည်းတော်တော်ကိုစစ်ချောင်းလိုက်ပွင့်တာကိုကျွန်တော်တို့တွေ့ရနေမယ်နောက်တစ်ခုကအခုစကိုင်းခင်ဦးမျိုးနေမှာဆိုလို့ရှိရင်တော့ရွှေတိုအဆက်မှာပေါ့ဒီမှာတိုက်ပွဲဖြစ်တယ်ဒီတမ89ခုနဲ့တမမူပါတယ်ပြီးလို့ရှိရင်ဒူးတမမူပါတယ်ပြီးလို့ရှိရင်ဘူဂျီမင်းထက်တို့အလောင်းကို PDF တွေကတချို့ပေးရတယ်အဲ့ဒီမှာ ရောက်ပေါင်း90သေးတယ်။နောက်ရောက်ပေါင်း90သေးတယ်။အဲ့ဒီမှာလေးစစ်ချောင်းတစ်ချောင်းလုံးပြုတ်ထွက်သွားတယ်။ဆိုတော့တော်တော်ကိုစစ်ခိုင်းမှာစစ်ချောင်းတွေတော်တော်ပြုတ်တော့ပြေးရနိုင်မယ်။ဝင်းတော်မှာလည်းအင်အား60နော်အဲ့ဒီမှာကစင်းကလေးအားပဲ။ဆိုတော့35ရောက်သေးတယ်။အဲ့ဒီစခိုင်းမှာပဲနော်အခုခင်ဦးမျိုးနဲ့အဲ့ဒီရွှေဘူအဆက်မှာအဲ့ဒီမှာတိုက်ပွဲဖြစ်တယ်ဒီတမ89ကအဲ့ဒါလဲတော့တမမူလေးသေးတယ်ဒုတမမူလေးသေးတယ်ဘူဂျီမင်းထက်ဆိုတော့ တို့ရဲ့အလောင်းတွေကိုလည်းတို့တို့ကြိုပေးရတယ်ဆိုတော့အရောက်ပေါင်း90တဲ့အဲ့ဒီမှာလည်းစစ်ကြောင်းတို့ကြောင်းပြက်ထွက်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့အခုစကိုင်းမှာ300ရာကမ်ဘလုံမှာ100ရာ73ရောက်သေးတယ်ပြီးလို့ရှိရင်တော့ဝင်းသို့အဲ့ဒီမှာ AR 60မှာ35ရောက်ကတော့အလောင်းအလောင်းရတယ်ပြီးလို့ရှိရင်တော့ဒီ6ကိုကျတော့တို့ဖန်စီရမိတယ်ဆိုတော့အဒီမှာလည်းစစ်ကြောင်းတို့ကြောင်းချင်းမှုခံရတယ်ပြီးလို့ရှိရင်တော့ခင်ဦးမှာနော်ခင်ဦးမှာရွှေကိုအဆက်အဲ့ဒီမှာလည်းတော့ကိုတိုက်ပွဲကပြင်းထန်ပြီးတော့အဒီမှာတမမှုရော အခုတတမမှုရောပုံကြီးမင်းထက်ဆိုတော့အဲတို့ကလုံးဝတော့မရတယ်ဆိုတော့ရောပေါ့50အဲ့ဒီမှာစေချောင်းတော့ကျွန်တော်ပြတ်ထွက်သွားတယ်ဆိုတော့တော်တော်ကိုကြီးကြီးမားမားဆုံးရှုံးမှုတွေရှိတယ်ဆိုတော့စကိုင်းဖိုင်မှာတော်တော်ကိုအခုသမနေတယ်ဆိုတော့ဒါတွေကအခုကြားနေရတဲ့တည်င်းတွေပေါ့ကြားရတဲ့တည်င်းတွေလည်းအများကြီးရှိတယ်တို့တကိတ်တုတ်တိတ်နေအခုမလာကိုဆော်တာတော်တော်ကိုပါစတွေပါတို့ပြောတော့ပါစပြသူစစ်တယ်နော်ပြသူစစ်တယ်တော်တော်ကိုချိန်လာတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကဒီနေ့အတွက်ကတကိတ်တည်င်းထူးတို့ခုနေနဲ့ကျွန်တော်တို့ကြားတယ်အဲ့ဒါက လုတ်သိမ်းမလုတ်သိမ်းတော့ကျွန်တော်တို့မသိဘူးเนาะဆိုတော့မာလာတာလုတ်လိုက်ပြီဆိုတော့ဒါကပါလဲဆိုလို့ရှိရင်တော့ဒီရုရှားနိုင်ငံကိုသွားတယ်သွားတဲ့အခါကျတော့သူတို့ကဒီဖက်ကငါတလောက်ပေါင်းလို့ယူသွားတာပေါ့เนาะငါတလောက်ပေါင်းလို့ယူသွားတယ်ပြီးလို့ရှိရင်တော့သူတို့ကဒီလက်ဖက်เนาะလက်ဖက်ပုတ်ကုန်နေပြီးတော့ယူသွားတယ်ပြီးလို့ရှိရင်တော့လက်ဖက်ရည် နော်အဲ့ဒီမှာသူတို့လုပ်တယ်ဒီမော်စကိုကိုသွားတာနော်မော်စကိုအနုမြူအစည်းအဝေးကိုသူတို့သွားတာနော်အဲ့ဒီဖိုရမ်ကိုသွားတဲ့အခါကျတော့လမ်းမှာတစ်ထောက်နားတယ်နိုဗယ်စီဗစ်ဆိုတဲ့အဲ့ဒီမြို့မှာနေပြီးတော့အဲ့ဒီအချိုရဲမုန်းနဲ့တွေ့တယ်တွေ့တဲ့အခါကျတော့အဲ့ဒီအချိုရဲမုန်းကိုအဲ့ဒီငါတို့လောက်ပေါင်ကျွေးတယ်နော်ကြည့်ပြီးတော့လက်ဖက်တော့ကျွေးတယ်ပြီးလို့ရှိရင်တော့လက်ဖက်ရည်တိုက်တယ်ဆိုတဲ့တဲ့င်းကိုကျွန်တော်တို့ကြားရတယ်ဆိုတော့ဒီဟာကဒီနိုင်ငံခြားတွေမှာအဲ့လိုမျိုးသူများအစားအစာတွေကိုစားပြီးတော့ပေးပြီးတော့တခုခုဖြစ်သွားလို့ရှိရင်အဲ့ဒီမှာသူတို့ကိုယ်တိုင်ကအပြစ်ခံရတယ် အဖြစ်ခံရတဲ့အကျိုးအပြည့်ကိုအဲ့လိုမျိုးတကယ်တမ်းခုခုဖြစ်သွားလို့အဲ့လိုမျိုးအစားအစာနဲ့မညီညွတ်တဲ့ဟာဆိုလို့ရှိရင်သူတို့ကအပြည့်ရှိတယ်။အဲ့ဒါကိုသူတို့ကမသိဘူးနဲ့တူပါတယ်နော်။ဆိုတော့အခုကတော့အဲ့ဒီမှာငါတလောက်ငါတလောက်ဆိုတဲ့ဟာကဒီတက်စာပေါ့တက်စာပေါ့တော်တော်ဒီကောင်းမှုတက်တဲ့လူတို့ပါတော့အဲ့လိုမျိုးစားလို့ရှိရင်အဲ့ဒီငါတလောက်ကပိုပြီးတော့အကျော်အချင်းတွေကြိုက်တယ်ပြောလို့ရှိရင်တော့ဒီဇက်ကျော်တက်တာတို့ပါတော့အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့အသက်ကြီးတဲ့လူတွေကိုအဲ့လိုမျိုးကတလောက်တို့ပါတော့ ရွေးတယ်ဆိုရင်တော့နော်တခုခုဖြစ်သွားလို့ရှိရင်တော့ဟာမာလာတော့တော်တော်ကိုပွေးချစ်ကောင်းမယ်ဆိုတော့ကိုကတော့အဲ့ဒီအုတ်ချိုရမှုကိုအဲ့ဒီမှာငါတလောက်ပေါင်းနဲ့လက်ဖက်သုံးနဲ့လက်ဖက်ရည်နဲ့လက်ဖက်သုံးနဲ့လက်ဖက်ရည်နဲ့ဆိုရင်တော့မစိုးပါဘူးနော်တလောက်ပေါင်းလုံးပါလို့ကျွေးတယ်ဆိုရင်တော့အဲသူတို့ကလည်းနိုင်ငံခြားလူတွေကကျွန်တော်တို့လိုဒီအပေါင်းလို့ချူလို့ပါတော့အဲ့လိုမျိုးပါတယ်ဟာမဟုတ်လေအဲ့လိုမျိုးဟမ်ဘာဂါလို့ပါလို့စားရဆိုလည်းအဲ့လိုမှတစ်ခုထိမှပဲအခုလုံးပေါင်းပြီးတော့သူတို့ကစားတာဟုတ်နော်ဟမ်ဘာဂါထိမှအသားတွေပါတယ်ညှိုက်ပြီးတော့အဲ့လိုမျိုးစားရဆိုတော့ အဲ့ဒီမှာတို့တက်ထူးထူးဆဆန်းတော့ဖြစ်တယ်နော်အဲ့ဒီမှာငါတလောက်ပေါင်းကိုကျွေးတယ်ဆိုတော့ဘလို့စီကူးနေများအာတို့ကျွေးလေတော့မသိဘူးနော်ဆိုတော့နိုင်ငံခြားသားတွေကိုကိုယ်စီမှာရောက်လို့အဲ့လိုမျိုးကျွေးခေးတယ်ဆိုလို့ရှိရင်တော့ဒီမျိုးပေါ့ အခုကဟိုးမနက်ချက်မှာသွားတဲ့ခါမှာအဲ့ဒီငါတလောက်ပေါင်းတွေကိုယူပြီးတော့ကျွေးတယ်ဆိုတော့လေတော်တော်ကိုရည်စရာတော့ကောင်းတယ်နော်အဲ့ဒီနိုင်ငံချက်မှာအဲ့ဒီပဲတော့ဖားတာပေါ့နော်ဖားတာသူတို့ကနေပြီးတော့အစားစားတွေယူတယ်ကျွေးမွေးတယ်စသည်ဖြင့်နိုင်ငံတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီဟာတွေကတကယ်အကြော်မော်တွေဖြစ်တယ်သူရစားစားတွေဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးကျွေးတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဘာမှမဖြစ်ရင်တော့ဘာမှမဖြစ်ဘူးပေါ့နော်ဖြစ်တယ်ဆိုလို့ရှိရင်တော့အာ အဲ့ဒါကတော့တကယ်တည်ကြည်တယ်ဒီနိုင်ငံခြားတို့ပါလို့ဆိုလို့ရှိရင်တော့နောက်တစ်ခုက BNRA ဒီငကားအဖွဲ့ပေါ့နော်ဘုံငကားတို့အဖွဲ့ကနေပြီးတော့အဲ့ဒီပလင်းနေမှာဆိုလို့ရှိရင်နော်တစ်တွေကိုမုံခုတ်အဲ့တော့ကိုချိုးအတွက်လုတ်တယ်ဆိုလို့ရှိရင်လုံးဝ နောက်ပြက်ပြက်တတအေးယူမယ်ဆိုပြီးတော့ထုတ်ပြန်ထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီကိစ္စကအဲ့ဒီဟာမှာပကဖလိုပအဖလိုခဏခဏသူတို့ပြဿနာဖြစ်တယ်အရင်တော့အဲ့လိုမျိုးပြက်ပြက်တတသူတို့မကန်ရဲဘူးเนาะသူတို့ကိုခွန်လုတ်ပေးထားတယ်သူတို့ကိုနားလေပေးထားတယ်အခုကျတော့အဲ့လိုမျိုးမဟုတ်တော့ဘူးเนาะ PNR တွေကနည်းနည်းအကောင်းလာတယ်ဆိုတော့အခုပြက်ပြက်တတ အာသူတို့လုတ်ဖို့အဆင့်ထိတော့ပါရောက်သွားတယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ကြည့်ကြရတာပေါ့အဲ့ဒီမှာအဓိကထိတိုက်တွေ့ရမယ့်ဟာက MOD မှုအောက်ကပကပတို့ပါအဖာတို့အဲ့ဒီမှာနော်တစ်တို့ကိုအသက်ကုန်ခိုးထုတ်ပြီးတော့စစ်ပွဲတွေတော့သူတို့မတိုက်ဘူးဒါပေမဲ့ဒီတစ်တို့ကိုခိုးထိုးရောက်တယ်ရောက်ပြီးမှသူတို့ဝေစားများစားလုပ်နေကြတယ်ဆိုတဲ့ဟာကအဲ့ဒီတတင်းကအရင်ကတည်းကနေတက်နေတာဆိုတော့အခုကတော့ပြက်ပြက်သက်သက်သူတို့အရေးယူတော့မယ်သူကမှနော်မထားတော့ဘူးအဲ့ဒီပြေတော့ပြဿနာတက်ချက်တက်အဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့တွေ့ရလိမ့်မယ် နော်ဆိုတော့အဲ့ဒီမှာ NRA လို့ခေါ်တဲ့ Nationwide Revolution Alliance ကလည်းသူတို့ကလည်းရှိနေပြီဆိုတော့သူကမဖြုံတော့ဘူးတိတ်ပြန်တော့သူနဲ့ဆင်ပြိုင်နော်အဖွဲ့အဖွဲ့ကိုပေါ်လာပြီဆိုတဲ့အခါကျတော့သူတို့အားယူတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ပြီးတော့ဒီအညာကလက်နက်ကင်တွေကလည်းသူတို့စုတစည်းတွေဖြစ်သွားပြီဆိုတဲ့အခါကျတော့လုံးဝနော်သူတို့မထီတဲ့ပုံစံမျိုးကိုအခု နော်ပြပြတတရေးယူမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်နော်ပထမဆုံးထိမှလာတော့ပါကဖာလို့ပါဖာလို့ပါလာဖာလို့အဲ့ဒီ blend နေမှာနော်သူတို့အရင်ဆုံးတွေ့ရမယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အတိပြရတော့ဘေးခွဲစီးမှုဆိုလုံးဝသူတို့ကိုယူမဆိုင်တော့ဘူးနော်ပြပြတတရေးယူမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကရှမ်းမြောက်မှာဆိုလို့ရှိရင်ဒီကြောင်းမဲတို့ဒီဘောတို့အဲ့ဒီမှာဆိုလို့ရှိရင်ဒီ ठी အနာလေးကစကဆရဲ့ဒီစာရဖောက်ခေါ်တဲ့ဒီစစ်ဖက်ဆိုင်ရာလုံခြုံရေးနဲ့အဖွဲ့တွေပေါ့နော်လုံခြုံရေးအဖွဲ့ပြီးလို့ရှိရင်တော့ဒလန်နော်စေဦးနဲ့ပြီးတော့ ဒီ TNL တွေကဖန်ဆီးထားတယ်เนาะအဲ့ဒီလူတွေကအဒီ TNL ရဲ့ဂျာမှာအလိုမျိုးဒလန်ထုတ်လိုက်တယ်နောက်ထုတ်လိုက်ပြီးတော့အဒီတွေကနေပြီးတော့13ထောက်တယ်13ပို့တယ်စသဖြင့်အတောက်ကိုနေပြီးတော့ TNL ကစုံစမ်းတယ်စစ်ဆေးတယ်ဖန်ဆီးတယ်ကိုရောက်ပေါင်းတစ်စိအဒီမှာစာရဖာကလူတွေပါတယ်ပြီးလို့ရှိရင်တော့ဖြူစောထိတယ်ပါတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုက KNU နဲ့ဒီ KNU ရဲ့ကောင်းဆောင်တော့ဥက္ထပရိုတိုကိုထူဝဲနဲ့အခုအယူကြီးရဲ့ယာယီသမတသူတို့နှစ်ယောက်တွေ့တယ်တွေ့ပြီးမှဒီဒေါ်လာကြီးတွေကိုမြင်မြန်ဆက်ဆန် ဒီစနိုက်ပေါ်အတွက်အင်အားတို့စုပေါင်းပြီးတော့ဆိုမအလတ်ကိုနော်တမဖို့အတွက်သူတို့ဆွေးနေတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်။နှကိုကလေးကတော့သူတို့ကတော့ alliance ပဲ။နော် K2C ဆိုတာသူတို့ပါတယ်။အခုမှအဲ့တော့ဆွေးနေတယ်ဆိုတော့လည်းရည်စရာတော့ဖြစ်တာပေါ့သူတို့ရဲ့ alliance ပဲလေအဲ့ဒီဟာပေါင်းပြီးတော့လုတ်ပေါ့အရင်ကတည်းကနေဆိုတော့အခု NUG ကဘာဖြစ်လို့ဒီလိုပေါင်းပြီးတော့ဖြစ်လာလဲဆိုလို့ရှိရင်အခု KNU ကကောင်းဆောင်တွေ73ယောက်နော်73ယောက်ဒီဥက္ကဋ္ဌကွယ်ထွေးဝင်ပါတယ်နော်ဘုတို့ကွယ်ထွေးဝင်ပါတယ်နားအဲ့ဒီမှာသူတို့အဖွဲ့73ယောက်ကိုပြီးလို့ရှိရင်တော့ချင်းလန်းကနေပြီးတော့ ဆက်9ယောက်ဆိုတော့အားလုံးသူတို့ကိုနေပြီးတော့မအလာကသူတို့တရားဆွေးလိုက်တယ်အဲ့ဒီပါရေးလေးပါတယ် PDF တွေလည်းပါတယ်အလာကဒီ ARD တိုင်းဖက်က AA နဲ့ PDF တွေဆိုတော့ OKNU ကအချမ်းဖတ်ဖွင့်တဲ့သူတို့ကျင်ညာတယ်ကျင်ညာပြုံတမကလို့အခုအဲ့ဒီကောင်းဆောင်တွေကိုအကုန်လုံးတရားဆွေးလိုက်တယ်ပြန်တော့ permanent ထုတ်တယ်နော်တရားဆွေးလိုက်သူတို့တရားမောင်ရဆိုင်ရမယ်မြန်ဆိုင်မှုဆိုလို့ရှိရင် semi sin semi sin သူတို့သွားမယ်အဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကဒီ KNLA လို့ခေါ်တဲ့အခု KNU ဖွဲ့ကပေါ့နော်အဲ့ဒီစုစုပေါင်း ဲဒီမှာတက်သားတွေလို့ပြောမှာပေါ့နော်သူတို့ဖက်ကလူကအယောက်ပေါင်း၁၀ယောက်မာလာနဲ့ပူပေါင်းသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲဒီမှာ KNLA ရဲ့အခု KNU ရဲ့စစ်သား၄ယောက်ပါတယ်ပြီးလို့ရှိရင်တော့ပါကဖတ်တူပါတယ်ပြီးလို့ရှိရင်တော့စစ်သားဟုံး၁ယောက်ပါတယ် KTI လို့ခေါ်တဲ့ဘူနန္ဒမြတ်တို့အဖွဲ့က၃ယောက်ပါတယ်အဲဒီ KTI လေးကပါတဲ့ဟာကသူတို့ KTI လေးကနေပြီးတော့ KNLA ဒီ KNU ဖက်ကိုလာပြီးတော့ပူပေါင်းသွားတဲ့အဖွဲ့ဒီမှာဆလို့ရှိရအခု၃ယောက်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့စုစုပေါင်းအယောက်ပေါင်း၁၀ယောက်မာလာနဲ့ ပေါင်းသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဖြစ်တယ်ဆိုတော့ဒီဘက်ကထုတ်ပြန်တာကတော့အဲ့ဒါကစစ်သားဟောင်းတွေဖြစ်တယ်ပြီးလို့ရှိရင်တော့ KTIA ကနော်ဒီဘက်ပါဘက်ပြောင်းလာတဲ့လူတွေဟိုဘက်မှာခိုးလွန်သွားတာဖြစ်တယ်စသဖြင့်စသဖြင့်ပေါ့နော်သူတို့ပြောတာတော့တွေ့ရတယ်ပြီးလို့ရှိရင်တော့အခု Lickit ကော်ရဲ့မျိုးတစ်မှာပေါ့နော်အဲ့ဒီမှာတကယ်စစ်ချောင်း၃ချောင်းတော့နေပြီးတော့စစ်ချောင်းထိုးတယ်စစ်ချောင်းတွေကတော့ထိုးလို့မပေါ့ဘူးအဲ့ဒါပြတော့တက်လန်လန်ထွက်သွားတယ်အဲ့ဒီမှာနော်စစ်ချောင်း၃ချောင်းတချို့နေရာမှာပြောတာလဲစစ်ချောင်း၅ချောင်းဆိုတော့တော်တော်အင်အားသုံးပြီးတော့လူလိုင်းနဲ့ အားနဲ့ပြီးတော့တက်တာကိုကျွန်တော်တို့တွေ့ရတယ်။တည်င်းအရဆိုလို့ရှိရင်အဲ့ဒီလူတွေကတော်တော်ကိုသေးတယ်။နော်တက်တော့လေးပြီးတော့သေးတယ်နော်။အများကြီးသေးတယ်။အဲ့ဒီမှာပတ်စတယ်နော်။စိတ်ကောင်းစရာကတော့ပတ်စတယ်အဲ့ဒီမှာနော်။ပတ်စတယ်ဆိုလို့ရှိရင်အတုံးယုံသေးတယ်။လူလိုင်းခင်းပြီးတော့ကိုတက်တာကိုကအဲ့လိုမျိုးပုံစံဖြစ်တယ်။ဆိုတော့အဲ့လိုမျိုးတက်လို့ရှိရင်တော့မကြဘူး၈တောင်းကလည်းပြုတ်မှာပဲ။နော်၈တောင်းကလည်းကုန်မှာပဲ။ဘာဖြစ်လဲဆိုတော့သူတို့ကပါတွေ့ကြမှာမရှိဘူးလေနော်။ ဲ့တော့မတွေ့ကြမှာမရှိဘူးတိုက်ပွဲမှာအဲ့လိုရှေ့တောင်နေပြီးတော့တွန်းပြီးတော့ပို့တယ်ဆိုတဲ့အခါကျတော့ဒီမှာကြီးကျယ်သူတို့တည်ဆုံမှုတွေရှိတယ်နောက်တစ်ခုကနေပြည်တော်မှာဆိုလို့ရှိရင်နေပြည်တော်အပါဝင်ပေါ့နောက်နေပြည်တော်အပါဝင်တနင်္ဂနွေလုံးမှာဆိုလို့ရှိရင်မေးပေးနိုင်တဲ့၁၈နှစ်အထက်ကလေးတွေဆိုလို့ရှိရင်ခီးလွန်လာရှိတယ်ပြည်ချောင်းလာရှိတယ်အဲ့လိုမျိုးခီးလုံးလဲဆိုတာကတော့တခြားတိုက်ပြည်မှာသွားပြီးတော့သူတို့ခိုးပြီးတော့သွားပြီးတော့အလုပ်လုပ်ကြတယ်ဆိုတော့မြို့နယ်တစ်ခုထဲမှာတောင်မှလူဥယျာဉ်ပေါင်း နှစ်တောင်းကျော်နော်အဲ့ဒီခီးလွန်နေတဲ့ပျောက်ဆုံးနေတဲ့နေရာဆုံးခွာပြီးတော့သွားတယ်စသဖြင့်အဲ့လိုမျိုးအကြောင်းမျိုးမျိုးနဲ့နော်လူငယ်နှစ်တောင်းဟာဆိုလို့ရှိရင်ပျောက်ဆုံးသွားတယ်ဆိုတဲ့ဟာတွေ့အဲ့ဒါကသူတို့စစ်တမ်းရနှမျိုးပဲရှိသေးတယ်နော်နှမျိုးပဲရှိသေးတယ်ဆိုတော့လူငယ်တွေကဆိုလို့ရှိရင်မေးမပေးချင်တဲ့ခါကျတော့အကြောင်းအမျိုးမျိုးနဲ့တော်တော်ကိုဒီဘက်ကိုထွက်ပြေးတာရှိတယ်စီပိချောက်တဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးအကြောင်းအမျိုးမျိုးနဲ့နော်အဲ့လိုမျိုးထွက်သွားတာတစ်မျိုးဖြစ်မှာတောင်းမှနှစ်တောင်းရှိတယ်ဆိုတဲ့ဟာကိုဒီနေ့တတိယမြေတရားထဲမှာပေါ်ပြထားတာကိုတွေ့ရတယ်ဆိုတော့ဒီနေ့ စက်တင်ဘာလ25ရက်နေ့မှာတတိယမီဒီယာနိုင်မှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ